ပါလက်စတိုင်းများရှေ့ပြောင်းရမလို့တဲ့ဂါဇာဒေသပြန်တည်ဆောက်ရေးအစီအစဉ်ကိုဥရောပကောင်ဆောင်များထောက်ခင်အီဂျစ်ကဥဆောင်ရေးဆွဲထားပြီးအာရပ်ကမ္ဘာကကောင်ဆောင်တွေလည်းသဘောတူထားတဲ့ဂါဇာဒေသပြန်လည်တည်ဆောက်ရေးအစီအစဉ်ကိုဥရောပနိုင်ငံကောင်ဆောင်တွေကလည်းထောက်ခင်ကြောင်းမတ်လ၈ရက်မှာကြေညာခဲ့ပါတယ်ပါလက်စတိုင်းနဲ့ဂါဇာကနေရွှေ့ပြောင်းဖို့မလို့တဲ့ဒီအစီအစဉ်ကိုပြည်တင်ပြင်သစ်ဂျာမနီနဲ့အီတလီတို့ကထောက်ခံကြိုးဆိုကြောင်းထုတ်ပြန်ခဲ့တာပါ ြီးခဲ့တဲ့မတ်လ၄ရက်ကအီဂျစ်နိုင်ငံမြို့တော်ကိုင်းတိုမှာပြုလုပ်ခဲ့တဲ့အာရဗ်ကောင်ဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲအတွင်မှာဂါဇာကမ်းမြောင်ဒေသကိုအမေရိကန်ဒေါ်လာ53ဘီလီယံအကုန်ကျခံပြီး၅နှစ်အတွင်မှာပြန်လည်တည်ဆောက်မဲ့အစီအစဉ်ပေါ်ထွက်လာတာပါဒီအစီအစဉ်ကိုအမေရိကန်နဲ့အစ္စရေးတို့ကတော့လက်မခံဘူးလို့ပြောထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်က ဂါဇာကမ်းမြောင်ဒေသကိုအပြီးရှင်းလင်းပြီးဂါဇာကပါလက်စတိုင်းနှစ်တဒမတသိန်းကိုတခြားအာရပ်နိုင်ငံတွေစီပို့ဖို့အဆိုပြုထားတာဖြစ်ပါတယ်။ဥရောပခေါင်းဆောင်တွေကအာရပ်နိုင်ငံတွေရဲ့ပြန်လည်တည်ဆောက်ရေးအစီအစဉ်ကလက်တွေ့ကြကြောင်းနဲ့ဂါဇာဒေသကပြည်သူတွေအတွက်ဘေးအန္တရာယ်ရှိနေတဲ့နေထိုင်မှုအခြေအနေကိုမြင်းမြန်းဆန်းဆန်းနဲ့ရေရှည်တည်တအောင်လုပ်ပေးနိုင်မယ်လို့ဆိုပါတယ်။ ဒီအစီအစဉ်မှာအမိခိုကင်းတဲ့ကျွမ်းကျင်သူကော်မတီတစ်ခုဖွဲ့ပြီးဂါဇာဒေသကိုယာယီအုပ်ချုပ်ဖို့နဲ့နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ကိုဂါဇာမှာတပ်ဆွဲထားဖို့လည်းပါဝင်ပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။